Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒါဒီနေ့မနေ့ခင်းမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေအကြောင်းကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသင်းအပြောင်းရွှေ့တွေထဲမှာပထမဆုံးကျွန်တော်ဒီဒီ athletic ရဲ့ပေါ့နော် lorry win win ကပြောထားတာကျွန်တော်ရှိတယ်။အဲဟီလာအသင်းရဲ့ဘက်ကတော့ Queen Exam မှာဖြစ်တဲ့ Bruno Fernandes ကိုခေါ်ယူဖို့အတွက်မဖြစ်နိုင်တော့တဲ့နောက်မှာအခုဆိုလို့ရှိရင်တိုက်စီမှုဖြစ်တဲ့ Victor Osimhen ကိုခေါ်ဖို့အတွက်လာစာမြင်မာတဲ့ပမာဏတစ်ခုနဲ့တန်လန်းသွားမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ကျွန်တော် Osimhen ဒီ မန်ချက်စတာယူနိုက်တက်ရဲ့ပြစ်မှတ်တွေကကျွန်တော်တို့တကူနောက်တိုက်စစ်မှာဆိုလို့ရှိရင်ကိုရီနီနဲ့အူစီမန်နဲ့တောက်လျှောက်တဲ့နေ့ကျွန်တော်ထွက်ထလာကျွန်တော်ရှိတယ်ဆိုတော့အူစီမန်ဒီယူနိုက်တက်တိုက်စစ်ပြစ်မှတ်တွေကတကူပါဆိုတော့ဒါစာဒီအများကြီးပူပေးပြီးတော့အူစီမန်ကိုအဲဟီလာကကန်လန်းသွားဖို့ရှိတယ်လို့ကျွန်တော်သိရတယ်ဒါကလည်းသူတို့ကွင်းလင်ဂျာမာဖြစ်တဲ့ဘရူနိုဖရန်နက်စ်ကိုခေါ်ဖို့ကြိုးပမ်းနေအာနက်စ်ဘက်ကညင်းပယ်ပြီးတဲ့နောက်မှာပြစ်မှတ်ပြောင်းသွားတာပေါ့တကူလို့ရှိတယ်ပြစ်မှတ်ပြောင်းသွားတယ်ဆိုတာ ဖန်နက်ဒက်စ်ကိုကျွန်တော်တို့ဗောနော်ဒီခေါ်ဖို့အတွက်ကြိုးပမ်းတာအစီအမံပြေလို့အစီအမံကိုတိုက်ရိုက်ကြီးခေါ်တာမဟုတ်ဘူးသူတို့ကတော့တိုက်စစ်မှာလဲကျွန်တော်စားထုတ်မယ်ပြီးရင်အက်တလန်တာရဲ့ကွင်းလင်ဆမ်မာပြီးသူအီဒါဆန်ကိုလည်းသူတို့ကလိုချင်တာဆိုတော့ဖန်နက်ဒက်စ်မှာရလို့အီဒါဆန်ကိုခေါ်မယ်ပြီးရင်တိုက်စစ်မှာလဲအစီအမံကိုလစာအမြင့်မားဆုံးပမာဏအခြေအနေမျိုးထိပေးပြီးတော့ကန်လန်းသွားဖို့ရှိတယ်ဗောညာဆိုတော့အစီအမံနဲ့ပတ်သက်လို့အတင်းဘက်ကအရင်ကတည်းကမျောလင်းချက်အများကြီးမရှိတဲ့အပြောင်းရွှေ့လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အစီအမံနဲ့ပတ်သက်ရင်တည်င်းတွေကအဲ့လောက်မထွက်ဘူး နော်အိုစီမန်နဲ့ပတ်သက်ရင်ယူနိုက်တက်ကအပြောင်းရွှေ့မှာအိုစီမန်ကိုခုံမဲဟိပြုမဲဟိဆိုတဲ့တည်င်းတွေကအလောက်ကြောင့်မထွက်ဘူးတို့တင်းထွက်တာကပြုရောက်တယ်နော်တိုက်စစ်မှာဆိုလို့ချင်းအာဗီတာဂူကရက်တူနော်ဗီတာဂူကရက်တူပြီးရင်ပါလေအဲတခြားပြဘီနီမင်းဆက်စကူတို့ကစားမတွေနော်ဆက်စကူတော့မအလောက်တည်င်းမထွက်ပါဘူးနော်တည်င်းထွက်တာဆိုလို့မတီတာတို့နော်ဒါမျိုးကစားမတွေပဲတခြားတည်င်းထွက်လာတာအိုစီမန်တို့ပါတော့ကအလောက်ထိတည်င်းမထွက်ဘူးသူတို့ပြင်းနီးပြကလည်းစစ်ပုတ်တင်းနီးပြအဟောင်းကိုကျွန်တော်တို့ကခေါ်ထားတာဆိုတော့လက်ရှိသူနဲ့လက်တွဲခဲ့ဘူးတဲ့နော်ဒီဗာလေဂူကရက်တူပါလို့ကိုပဲတောက်လျှောက်ကျွန်တော်တည်င်းတွေကထွက်တာဒီတော့အိုစီမန်တို့နဲ့ပတ်သက်တဲ့တည်င်းတွေကအလောက်ကြီးကြီးကြားနေရခြင်းကျွန်တော်မရှိဘူးမနေ့ကလည်းပဲ ဒီအက်တလတီကလူဒီလော်ရီကပြောပုတ်လုထတာက United အနေနဲ့တိုက်စစ်တီးတွေမှာဆိုလို့ရှိရင်ပူစီမန်ရဲ့လောက်ခလာစာအခြေအနေကိုပြန်ပြီးတော့သုံးသက်ဆွေးနွေးတော့မယ်ပေါ့အသင်းတိုက်စစ်မှာဘယ်သူကိုခေါ်ရမလဲဆိုတာနေပတ်သက်လို့ရှိရင်ပေါ့ဗျာဒီညမှာလောက်ခလာစာကတော့နည်းမှာတော့မဟုတ်ဘူးနောက်ဒါပြင်အဟီလာရဲ့ဘက်ကကန်လက်မှုကိုလည်းသူတို့ကတရားဝင်ကန်လက်မှုလုပ်လိုက်ပြီဆိုတာနေကိုရီ match လုံးနေမှာမဟုတ်ဘူးပြန်ပြီးတော့ခေါ်နေမှာကျွန်တော်မဟုတ်ဘူးဗျာဒါဒီတီချာရဲ့ရပဲဒါဒီတီချာရဲ့ပဲဒါကြောင့်အဟီလာရဲ့ဘက်ကအူစီမန်ကိုခေါ်ပြီးကျူးပတ်မယ်ဆိုရင် United အတွက်ဘယ်လိုမှ chance မရှိဘူးနာပိုလီကိုပေးမဲ့ပမာဏကကျွန်တော်တူတူပဲကြောက်ကောင်းကြနေတယ်ထားပါတော့နာပိုလီရဲ့ဘက်ကတန်း60လိုချင်နေဆိုရင် အဲလိုက်ဘက်ကလည်း160ပြီးမှယူနိုက်တက်ဘက်ကလည်း160ပြီးမှဒါပဲအကေလိုကစားမကိုပြန်လဲမဲ့အခြေအနေမျိုးကျွန်တော်ကကွာသွားပြီအဲလိုက်ကတပတ်ကို9သိန်းရှိတင်ပြီးနိုင်ရင် Manchester United ဟာ3သိန်း8တောင်းနဲ့2သိန်းညားမဲ့ကျွန်တော်ပေးနိုင်မှာနော်လက်ရှိအတင်းဘက်ကလည်းကစားမတွေကိုလောက်ခလာစားမတရားသဖြင့်အများကြီးတွေပါပြီးပေးတာမျိုးတွေဒီလိုလောက်တော့မှကျွန်တော်မဟုတ်ဘူးဆိုတော့လေအတင်းရဲ့ wage structure ဘိုင်းတွေကိုပြန်ပြင်ဆင်ဖို့လုပ်ထားတဲ့ဘိုင်းညတင်းတွေကထွက်ထားတာကိုဒီတော့ OC man ကိုပုံကိုဆိုင်ရာရကန်လဲမှုကျွန်တော်ဘယ်လိုမှရှင်းနိုင်မှုမရှိဘူးအဲလိုက်ကိုဒါပေမဲ့လို့အတင်းဘက်ကတိုက်စစ်နဲ့ပတ်သက်လို့ရှိရင်တော့ဗောနော် OC man တို့ဘာလို့ကိုခေါ်နိုင်ဖို့ကတော်တော်ကိုအခြေအနေနေသွားပါပြီနောက်ထပ် bet type တွေကိုရအောင်ခေါ်မယ်ပဲကျွန်တော်ကြည့်ရမှာဒါကတော့ winning exam ဖြစ်တဲ့ Bruno Fernandes ကိုခေါ်ခေါ်လို့မရအပြီးမှာအဲလိုက်ဘက်ကပြောင်းလဲလာတဲ့ပ ြစ်မှတ်ပေါ်တယ် United ရဲ့တိုက်စစ်ပြစ်မှတ် Victor Osimhen ကိုသူတို့ရအောင်ခေါ်သွားမယ်ဆိုရင် Cody Dwight ကတော့ဒါ Cody Dwight ကတော့ chance ကပေါ့နော်ကျွန်တော်တို့ဒီတော်တော်ကိုအချိန်ကြီးကကျွန်တော်နေသွားပါပြီ Stuka Queen Exam Master လာရောက်လာမှာဆိုတော့အတင်းနဲ့ပါတင်းမှမထွက်တော့ရောက်လာဖို့ကကျွန်တော်တို့ပေါ့နော်ဒါအလှမ်းဝေးပါတယ်လက်ရှိအတင်းမကကွင်းလယ်မှာနော်ကျွန်တော်ဒီအတန်းထွက်တဲ့ကစားသမားကျွန်တော်လုံးဝကိုကျွန်တော်မရှိပါဘူးနော်ကွင်းလယ်မှာပဲကစားသမားနဲ့မှအတင်းကအတန်းထွက်နေခြင်းကျွန်တော်မရှိပါဘူးဆိုတော့အဲနောက်ထပ်ကျွန်တော်တို့ပေါ့နော်ဒီတင်းကတော့ထပ်ပါတော့ပြကြောင့်ဒီ Blue Fitness ကဒီ sorry အားရပြအေလိုက်ကလမှုကိုပေးချခဲ့တဲ့နေရာနဲ့ပတ်သက်ပြီးတော့ဒီ press conference တွေဘာဒီမှာမေးထားတာကြီးကျွန်တော်ရှိတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါခဏလေးနော် Okay ဆိုတော့ Blue Nuno ကကျွန်တော်လက်ရှိဒါ Portuguese အတွက်သူလက်ရှိမှာ သွားနေတယ်ပေါ့လေပေါ်တူဂီကကျွန်တော်တို့ Nation League ပြီးဂျာမနီနဲ့စီမံကစားဖို့ကျွန်တော်တို့ရှိတယ်ပေါ့နော်ဘယ်လိုပြောမလဲအဲ့မှာ press conference ဒီဘိုင်လုပ်တယ်ပေါ့လေဒီညမှာ finalist နဲ့ပတ်သက်လို့ရှိရင်ပေါ်တူဂီကြောင်းတော့တိတ်မမေ့ဘူးဗျာနော်ပေါ်တူဂီကြောင်းတော့တိတ်မမေ့ဘူးဒီ Ehila နဲ့ပတ်သက်တဲ့အကြောင်းတွေပဲကျွန်တော်ခွက်မေးနေတာ finalist ကတော့ဘာကြောင့်ပေါ့နော်ဒီဘယ်လိုပြောမလဲအဲ့ဒီကန်လမ်းကိုငင်းပေးခဲ့ရလေပေါ့ဒီညမှာ okay ပေါ့နော်โอเคခင်ဗျားတို့မိတာတော့ဖြစ်မိတယ်ဗျာတခါတည်းတော့ထပ်ပြီးတော့ပုံမမေ့နေပေါ့ဗျာ အဟိနာကိုပြောင်းရမယ်အခွင့်အရေးကောင်းတည်းရှိခဲ့တယ်ပေါ့အဟိနာရဲ့ဥက္ကရာကလည်းကျွန်တော်တို့ကိုလွန်ခဲ့တဲ့တလလောက်ကလေးကကိုပဲဖုံးဆက်ပြီးတော့သူတို့စီလာချင်းကြောင်းမိထားတာဒီကျွန်တော်ရှိတယ်ပေါ့နော်သူကတော့ကျွန်တော်ရဲ့ပေးတဲ့အဖြေကိုထိုင်ပြီးတော့စောင့်နေခဲ့ကြတာဒီပြဖြစ်သူတို့ပင် MBOLIN နဲ့သူမကြာခဏဆိုလို့စကားပြောပြတယ် MBOLIN ဟာအတင်းကနေမထွက်ဖို့တောင်းဆိုခဲ့တာဒီကျွန်တော်ရှိတယ်ပေါ့နော် Manchester United ရဲ့ဘက်ကလည်းကျွန်တော်တို့ကိုရောင်းချခြင်းခဲ့တယ်မှာမပါဘူးပေါ့နော်အတင်းကလက်ရှိမှာ Python low app မနေဘူးပေါ့ဗျာကျွန်တော်သွားခြင်းမှာဒါတော့သူတို့ကပြီးသွားမှာဖြစ်တယ်လို့သူတို့ပြောထားတာဒီကျွန်တော်ရှိတယ်ပေါ့အရာအားလုံးက Bruno Fernandes ရဲ့အပေါ်မှာမူတည်နေတယ်ပေါ့နော်ဒါပြန်ဆက်ပြီးတော့ပြောထားတယ်ဒါကပေါ့နော်ဘယ်လိုပြောမလဲဒီ imminent ကြီးမားတဲ့ လူပြောင်းလို့ကန့်လန့်မှုတွေကကန့်လန့်ချက်တစ်ခုပဲပေါ့နော်ဒီ sorry ရဲ့ဒီအဟီလာရဲ့ဥက္ကရာဆိုလို့ရှိရင်လည်းအင်မတန်ကိုသဘောထားကောင်းတဲ့လူတယောက်ဖြစ်တယ်ပေါ့နော်ငွေကြီးကြီးရဲ့အကြောင်းအဲ့ဒီချိန်မှာသူတို့ဈာထဲမှာလုံးဝဆွေးနွေးကြတာမရှိဘူးပေါ့နော်အေဂျင့်နဲ့သူရဲ့ဈာထဲမှာဆွေးနွေးကောင်းဆွေးနွေးလိမ့်မယ်ဒါပေမဲ့ကျွန်တော်နဲ့တိုက်ရိုက်တော့ငွေကြီးကြီးအကြောင်းလုံးဝဆွေးနွေးကြတာတွေကျွန်တော်မရှိဘူးဆိုတော့အဟီလာကိုပြောင်းရွှေ့ဖို့နဲ့ပတ်သက်ပြီးတော့သူဇနီးဖြစ်သူကိုတိုင်မင်းတဲ့အခါမှာသူ့ရဲ့ဇနီးကတော့ရှင်းတယ်ဒီကြမ်းလာမင်းမင်းဟို ဘဝမှာဘာတွေလုပ်ချင်တယ်လဲပေါ့နော်ဘဝရဲ့ KPI ရည်မှန်းချက်ပန်းတိုင်တွေဟာဘာတွေဖြစ်တယ်လဲပေါ့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားဖို့သူ့ရဲ့မျိုးသမီးကတော့တိုက်တွန်းနေတာတွေကျွန်တော်ရှိတယ်ပေါ့လေတကယ်တော့အကင်းလို့ကသူကြောင်းကျင်နေဆိုလို့ရှိရင်ဒီကြောင်းရွှေကအင်မတန်ကိုလွယ်ကူတဲ့ကြောင်းရွှေပေါ့နော်ဒါပြင်သူနဲ့နိုင်ငံအသင်းပေါ်လေးဖြစ်တယ်လို့ဘော်ဒါနဲ့အမေနေလည်းရင်းနေတဲ့ကြောင်းကန်ဆယ်လို့လည်းအေးလာမှရှိနေတယ်ဆိုတော့အရာအလုံးကသူ့အတွက်အချင်းကြီးကောင်းနေပေါ့နော်နော်ဒါပြင်ဟိုဘယ်လိုသူ့ရဲ့ကလေးတွေဆိုလို့ရှိရင်လည်းကြောင်းကန်ဆယ်လို့လည်းရင်းနေတဲ့ခါကျတော့ကလေးတွေအတွက်အစဉ်ပြေတယ်ပေါ့ဗျာအတိုင်းပဲလို့ပေါ့နော်သူအနေနဲ့ဥရောပရဲ့အမြင့်ဆုံးအချင်းကြီးမှသူဆက်ပြီးတော့ကစားကျင်တယ်ဥရောပရဲ့ထိတ်တန်းပြိုင်ပွဲတွေမှာသူကစားကျင်သေးတယ်လက်ရှိနေထားရလည်းသူအိတ်ထိတ်တန်းပြိုင်ပွဲတွေမှာကစားနိုင်သေးတဲ့ရည်ချင်းရှိသေးတယ်လို့သူကသူယူဆထားတယ်ပေါ့နော်သူကထွက်မယ်ဆိုလို့ရှိရင် မန်ချက်စတာယူနိုက်တက်ကပီးထွက်ဖို့အတွက်အဆင်သင့်မယ်ဒါပေမဲ့လို့ကတော့ဒီလိုမကြမသွားချင်ဘူးဆိုပြီးတော့ပြောသွားတယ်ဆိုတော့အကုန်လုံးကိုခြုံကြည့်ရရင်အရာအားလုံးက Bruno Fernandes အပေါ်မှာပဲမူတည်တာဒီပြပြတဲ့ Ruben Amorim ကတော့မထွက်စီချင်ဘူးပေါ့လေဆိုတော့အတင်းကအမန်ကန်တီတင်းကြီးကိုအလုံးစုံပြောင်းလဲဖို့ရှိပါတယ်ဆိုမှအဲ့ဒီတွေကကောင်းတဲ့အရာတစ်ခုကိုပဲကျွန်တော်ထုတ်ရင်အဲ့ဒီကောင်းတဲ့အရာအတွက်ပါလိုက်ပြီးတော့ပြင်ဖို့ဆင်ဖို့ကြိုးပမ်းနေရမှာဒါဆိုလို့ရှိရင်ဒီပြတော့ကဘလို့မှမလွယ်တော့အရာအားလုံးကိုအစအနေပြင်ဆင်ရမှာအခုကတော့အကုန်လုံးအစအနေပြင်ဆင်ရမလို့ဗျာဆိုတော့ဒီပြဘက်ကကျွန်တော်ကြည့်နေတယ်ပဲအတင်းမှာအဆင်ပြေပြီးသားကစားမတရားကိုမထုတ်ချင်ဘူးဆိုတာမျိုးကလက်မထုတ်ချင်ဘူးဆိုတာမျိုးကကျွန်တော်ကောင်းကောင်းနားလေလို့ရတယ် ဆိုတော့ကစားမအနေနဲ့အခွင့်အရေးကောင်းကြီးကိုသူလက်လွတ်ပစ်ခဲ့တာအခွင့်အရေးကောင်းဆိုတာထပ်မလာပြကျွန်တော်တို့ okay သူပြောင်းသွားနေဆိုရင်တော့မှ foundation နဲ့ပတ်သက်ပြီးတော့ဝေဖန်စရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့ဒီကစားမဒီဒီတင်းမှာသူတက်နေတယ်မြအကုန်လုတ်ခဲ့လုတ်ပစ်ခဲ့ပြီးတာအသက်30နှစ်အရွယ်ကစားမဖြစ်သူအတွက်တပတ်ကို8နှစ်သိန်းနဲ့ကန်နေကန်လန်မှုနော်ကန်လန်နဲ့ကန်လန်မှုက၄နှစ်လောက်အတွင်းမှာကျွန်တော်တို့နေပါတော့တန်းရာချီရမယ်ဆိုတာမျိုးကဘယ်ကစားသမားမဆိုပါသွားမယ့်အချိန်မျိုးပဲ ဘယ်ကစားမှဆိုမဆိုပါသွားမယ့်ချိန်မျိုးပဲဆိုတော့အဲ့ဒါလေးကိုညင်းပြီးတော့အဲ့ဒီမှာအကုန်တိုင်ပက်နေပါလေဆိုတော့ကိုဒီတင်းမှာဆက်နေဖို့ဆုံးဖြတ်တယ်ဆိုတာမျိုးကမလွယ်ဘူးဒီနေရာမှာသူ့မျိုးသမီးလည်းတော်တော်လေးကျေးဇူးတင်ရမယ်နော်အမေပုံမှန်ဆိုလို့ချင်းပြောင်းလေနော်နေလဲပဲတိတယ်မလားတက်ပြီးတော့ကျွန်တော်တော့မဟုတ်ဘူးကစားမဘွားကနော်လောက်နောက်သုံးနေလေးနေဆိုနေလဲကုန်ပြီးအချိန်ကြာနေခုလိုမျိုးဘူးမကန်လဲတော့မဟုတ်ဘူးနော်ဘာမှလည်းဒီတင်းကဖြစ်လာတာမဟုတ်ဘူးစစ်စင်ကမှာဘာမှလည်းအောင်မြင်ကြရတာမဟုတ်ဘူးနင်ပြောင်းတင်နေပါညာငါတို့အရှိအနာကက်လေးရှိသေးတယ်ပါညာမပြောဘဲနဲ့ နော်ဒါမျိုးသူလုတ်ချင်တာကိုပဲ support လုတ်ခဲ့တယ်ဆိုတာမျိုးကဒါတော်တော်ကောင်းတဲ့ခြေအနေမျိုးပါလက်တွဲပေါ်မှန်ကန်ပေါ်လည်းရေးကြည့်တဲ့ဆက်သမိုင်းနော်ဆိုတော့ဒါကောင်းတဲ့ရာပဲပေါ်လေးဆိုတော့ panelist ကတော့သူ့အနေနဲ့အခွင့်အရေးကောင်းအမှန်ကန်ရှိခဲ့ပြီမဲ့လို့သူမပြောင်းခဲ့တာကိုသူချပြလာတယ်သူရှိတာကတော့ဗျာဒါဒီညီပြဖြစ်တဲ့ Ruben Amuri တော့ကောင်းတဲ့ရာပဲကျွန်တော်ပြောလို့ပဲသူတို့ကငွေရှာဖို့လို့သူပြောသူကပြောတာပေါ့နော်ဟိုပြောတော့အတင်းမှာကငွေမလိုနေဘူးလို့သူကပြောတာပဲဒါပေမဲ့အတင်းကငွေရလိုတယ်ဒါပေမဲ့ငွေရှာလို့ရတဲ့နည်းတွေကတစ်ခုပဲရှိတာမဟုတ် အဲ့တော့ညီပြလူဝင်အမူရင်းကလည်းဒါကိုခဏတိုင်းပြောတယ်အတင်းကငွေလိုလေဆိုရင်ငွေရှာလို့ရတဲ့နေရာတွေအမျိုးမျိုးရှိရပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်အသိဆိုလို့ရှိရင်အဲဒါဒီစပွန်ဆာတွေဘာတွေကလည်းငွေရှာလာမျိုးတွေဘာတွေဒါတွေရှိရပေါ့ဗျာနော်ဆိုတော့အခုတို့ကတော့ငွေတန်တရာလိုချင်နေဆို finalist မှမဟုတ်ဘူးတခြားကစားသမားတွေကိုရောင်းနေတန်တရာရတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါမျိုးကိုမြင်ဖို့ရည်ကြီးတယ်ဗျာအဲကြောင့်မလို့အသိနေနေငွေမလိုဘူးတော့မဟုတ်ဘူးငွေရလိုတယ်ဒါပေမဲ့လို့အဲ့ဒီလိုတဲ့ငွေကိုဖြစ်ဖို့က finalist ကိုရောင်းမှဖြစ်မှာမဟုတ်ဘူးအနာချကိုရောင်းမယ် rescue ကိုရောင်းမယ် anthony santos ကိုရောင်းမယ် jason chu ကိုကျွန်တော်ရောင်းမယ်နော်ပြီးလို့ရှိရင်ကျွန်တော်က horizon white line luxio malaysia ဒီလိုကစားသမားတွေကိုကျွန်တော်ရောင်းမယ်အဲ့ဒီမှာ plan youtube choice အများကြီးရှိပြီဗျာကိုယ်ဒီမှာရွေးချယ်စရာရောင်းချစရာ option တွေကျွန်တော်အများကြီးရှိတယ် ဟုတ်တယ်မလားဆိုတော့ panelist ကတော့ဒီကိစ္စကိုပြောသွားတယ်ပေါ့လေအဲဘိုင်းပီပီနောက်ဆုံးတော့ blue panelist ကတော့အတင်းမှာဆက်နေရပြီပဲတခုရှိတာကတော့ကွနော်သူကိုယ်တိုင်ပြောထားတာကကျွန်တော်တို့နည်းနည်းနားလည်မှုတော့မလွယ်ဘူးလို့ရဲ့ဥရောပထိပ်ချမ်းမှာအစ်မသူကစားချင်နေတုန်းပဲပေါ့တကယ်လို့ဘိုင်းမင်းကကန်လန်းလာတယ်တခြား club တွေကကန်လန်းလာတယ်ဆိုလို့ရှိရင်သူပြောချင်တယ်ပြောမှာပဲ united မှာဆက်နေမယ်လို့သူပုံတိပြောတာမှမဟုတ်တာဟုတ်တယ်မလားနော်အခုပုံစံကတော့သူ united မှာဆက်နေတာပေါ့လေဒါပေမဲ့သူခုနကပြောလို့ပဲ ။တခြားအသင်းဥရောပအသင်းကြီးတွေရဲ့ဘက်ကခေါ်ဖို့အတွက်ကြိုးပမ်းလာနေဆိုရင်လည်းသူပြောင်းနေလေပြောင်းပါပဲ။နော်အဲ့ကန်လန့်မှုတွေကအသင်းတွေကကောင်းနေဆိုရင်ပို့လေဒီရာကူကတော့အဲ့ဥရောပကလပ်အသင်းကမှအသက်30ကျော်နေတဲ့ဇာမာတရားကိုလည်းရှိဆော်ရီလိုပါလို့ပြင်ဆင်ထားတယ်လို့တန်တရာပါညာတော့အသင်းကိုပေးမှာတော့မဟုတ်ဘူးပေါ့လေ။ဇာမာပြည်သူတွေတစ်ဘက်ကို9သိန်းလောက်ရမှာတော့မဟုတ်ဘူးပေါ့။တိုးတိုးလည်းပဲဥရောပကလပ်အသင်းတွေရဲ့ဘက်ကလူချင်းနေပါညာဆိုပြောင်းကောင်းနေပြောင်းသွားနေတာပဲ။ဒါပေမဲ့ Manchester United မှာဆက်ရှိတာမျိုးလေအချိန်ကြီးကတော့များတာပေါ့။နော် United မှာဆက်ရှိဖို့တော့အချိန်ကြီးများတာပေါ့ဗျ။သူက United မှာဆက်ရှိမယ်လို့ပုံတည်ပြောသွားတာမှမဟုတ်တာ။ Sorry အဟီလာရဲ့ကန်လန့်မှုကိုညင်းပေးတာ။ဥရောပထိတ်တဲ့လေးပြန်ပွဲဒီမှာကစားချင်နေတဲ့အကြောင်းသူပြောတာ။ ဆိုတော့တခြားကလပ်တင်းတွေရဲ့ဘက်ကခုံကျူးမဲ့လာမယ်ဆိုလို့ရှိရင်လည်းစစ်ရရင်ရိုင်းသွားမှာပါကျွန်တော်ပဲသိမယ်နော်ဒါပေမဲ့တီချာတဲ့ခုကတော့ sorry club ကိုငွေပုံပေးပါရင်ဆိုတဲ့အိမ်ကိုသူမပြောင်းပြစ်တော့ဘူးပေါ့နော်ဒါနဲ့ပတ်သက်လို့သူပြောလာတာကျွန်တော်ရှိရတယ်ဒါကတော့ဒါကျွန်တော်အဲ့ဒီအကူညင်းပဲအပြီမှာတောက်လျှောက်ပြောလာတဲ့နေရာကပေါ့လေနောက်တစ်ခုကအဓိကအဖြစ်ပေါ့နော်ကျွန်တော်ဒီ လို့ပြောမလဲခဏလေးပြောပါ။ Okay PSG တိုက်စစ်စာမှာဖြစ်တဲ့ Gonzalo Ramos နဲ့ပတ်သက်တဲ့သတင်းပေါ့နော်။ဒီညမှာ Manchester United ရဲ့အသင်းထံကိုဂျာဂန်ကိုစလေတီက PSG တိုက်စစ်မှု Gonzalo Ramos ကိုခေါ်ယူလို့ရနိုင်ကြောင်းအသင်းထံကလန်းထားတာတွေကျွန်တော်ရှိရပေါ့နော်။ဒါမဲ့ရတဲ့ဘက်ဒီအတိုးတွင်မှာ United ကလှုပ်ရှားလာတဲ့တိုက်စစ်မှုစီးကွက်ထဲမှာစောင့်ကြည့်ရမယ့်ကစားမတူပြီး Gonzalo Ramos ကလည်းကျွန်တော်ရှိနေတယ်ပေါ့နော်။ United ကတိုက်စစ်ကိုမဖြစ်မနေခုခုကျူးပန်းရမှာဖြစ်တဲ့အတွက်လက်ရှိစီးကွက်ထဲမှာရနိုင်တဲ့မြတ်တိုက်စစ် option တွေကိုသူတို့ကြည့်နေတယ်။အဲ့ဒီတွေကအသင်းနဲ့အသင်းတော်ဆုံးအသင်းတွေအခြေအနေကောင်းဆုံးဖြစ်မယ်ဆိုတဲ့တိုက်စစ်မှုကိုသူတို့လိုချင်တာ။လောလောဆယ်သတင်းထွက်တာတွေကသူတို့ဒါ Evita Gucres ကျွန်တော်ရှိမယ်။ ပြောချင်မှာ data ကျွန်တော်ရှိမယ်အခုဆိုလို့ချင်းကျွန်တော်တို့နေပေါ့နော်ဒါ Gonzalo Ramos 2ပါလို့ကျွန်တော်ရှိလာပြီ Ramos ကတော့ကျွန်တော် PSG ရဲ့ Champions League ပေါ့နော်ကျွန်တော် United ရဲ့အတင်းမှာပါဝင်ခဲ့တယ်ပေါ့လေဒါပေမဲ့လည်းသူကအရင်ကစားမှာပေါ့နော်ဘလောက်မှအောက်ကြီးသူပွဲကစားခွင့်နေပါလိမ့်ကျွန်တော်မရဘူးပြီးခဲ့တဲ့ကျွန်တော်ဒါဘယ်လိုပြောမလဲဟွာမှာလည်းဆိုလို့ရှိရင်လည်း Champions League မှာဆိုလို့ရှိရင်လည်းသူ12ပွဲကစားခွင့်တော့ရတယ်ဒါပေမဲ့လည်းသူ3ဂိုးသွင်းထားတယ် Anti-Mu တစ်ချိန်လောက်ထားတယ် PSG တွေ့ပေါ့နော်ပြင်းတဲ့လီဂူမှာဆိုလို့ရှိရင်တော့ပြင်းတဲ့လီဂူမှာတော့သူပြီးခဲ့တဲ့ယာတီက22ပွဲကစားတယ်22ပွဲကစားတယ်10ဂိုးသွင်းတယ်3ဂိုးဖန်တီးတယ်ပြင်းတဲ့ကတ်မှာဆိုလို့ရှိရင်6ပွဲကစားတယ်5ဂိုးသွင်းတယ် ဒါတပြင် UEFA Champions League မှာဆိုလို့ရှင်12ပွဲကစားတဲ့3ဂိုးသွင်းတဲ့တကူဖန်တီးတယ်။ဆိုတော့သူ့ဟာနဲ့သူကတော့မစိုးဘူးပေါ့လေ။သူ့ဟာနဲ့သူကတော့မစိုးဘူးပေါ့။ဒီနေရာမှာပွဲထွက်လူစင်းမှာအမြဲတမ်းရနေတာမျိုးတော့ကျွန်တော်မဟုတ်ဘူး။ နော်အရင်အရင်ကိုမှကျွန်တော်ရှိနေပြီးတော့ဒုတိယပိုင်းမှာကျွန်တော်ဝင်လာတာမျိုးတွေပါလိမ့်ကျွန်တော်တွေ့ရတယ်ဝင်လာတဲ့နေရာမှာလည်းမိနစ်ကစားခွင့်တွေကအဲ့လောက်ကြီးကြီးကျွန်တော်မရဘူးဗျာကျွန်တော်ဘီမီကာကနေခေါ်ထားအပြီးမှာဂွန်ဇာလိုရာမို့စ်တို့ဘာလို့ကလက်ရှိ PSG မှာတကယ်ခြေသွန်းပြနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိမနေသေးဘူးပေါ့နော်ဒါမှမဟုတ်အရင်ကုန်းစင်မှာပဲကျွန်တော်ရှိနေတာဆိုတော့ PSG နဲ့2028ခုနှစ်မှာစာရုပ်တရင်ကုန်ပါမယ်အဲ့ကြောင့်မကျန်တော့ဘူးပေါ့လေနော်ဆိုတော့2028ခုနှစ်မှာတရင်ကုန်မယ်လက်ရှိဈေးကွက်တန်ကြီးယူရို30ရှိတဲ့ကစားမှာ23နဲ့3နဲ့ပဲရှိပါသေးတယ်တိုက်စစ်ကရက်စမာခွာရန်တို့ဘာလို့လဲတစ်နှစ်ပဲကျွန်တော်ခွာတာပေါ့နော်ဒါပေမဲ့လို့အတင်းဘက်ကတော့ကျွန်တော်ခုနကပြောလိုပဲအခုချိန်မှာ ဘသူကိုခေါ်မယ်ဆိုတဲ့ပုံတွေကြီးကျွန်တော်ရှိမိနေသေးဘူးဈေးကွက်ထဲမှာရနိုင်တဲ့တိုက်စစ်တွေတွေကမှဘယ်သူကအတင်းနဲ့အတင့်တော်အံဝင်ခွင့်ကြအဖြစ်ဆုံးဖြစ်မလဲဆိုတာပဲလက်ရှိမှာကျွန်တော်တို့စောင့်ကြည့်နေသေးတာဒီညမှာကွန်ဆာလိုရာမိုးစ်နဲ့ပတ်သက်ပြီးတော့လီဗာပူးတင်းကလည်းတင်းနေထွက်တယ်နော်နာပိုလီရဲ့ဘက်ကလည်းတင်းနေထွက်တယ်နျူကာဆယ်ဂျူဗင်တက်စ်အကုန်လုံးကတင်းနေထွက်တယ်လက်ရှိမန်ချက်စတာယူနိုက်တက်ကတော့ဒါဈေးကွက်ထဲမှာကွန်ဆာလိုရာမိုးစ်ရဲ့ပေါ့နော်ကျွန်တော်စိတ်ဝင်စားမှုအမြင်မှားဆုံးကလပ်ဖြစ်လာတာပေါ့လေဆိုကြားထဲမှာလည်းသူရဲ့ဂျာကန်ကူစလေတွေကလာပြီးတော့ကျွန်တော်တို့ကန်လန်းတာဗျလာပြီးတော့ကန်လန်းတာကိုရီးယားသွားပြီးတော့ကန်လန်းတာမဟုတ်ဘူးသူတို့ကโอเคမင်းတို့တိုက်စစ်မှုရှာနေတယ်ငါတို့မှတော့ကွန်ဆာလိုရာမိုးစ်ရှိတယ်မင်းတို့စိတ်ဝင်စား မလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ကစားမကပြည့်ကြည့်ပါလေပုံမှန်ပေါ့ချက်ခွင့်ဒီဘာကြီးကမရဘူးဆိုတော့လေဆိုတော့ဘယ်လိုပြောအသေးနေနေပေါ့နော်တိုက်စစ်နေရမှာကျွန်တော်ကဖီဇီကယ်လေးရကျွန်တော်စတောင်းဖြစ်ရမယ်ပြီးလို့ရှိရင်ကျွန်တော် injury ပြဿနာတွေကျွန်တော်ကင်းရမယ် twin ကိုနဲ့ပတ်သက်လို့လေအတိုင်းအတာတစ်ခုတည်းတော့အာမခံချက်ရှိတဲ့နော်ကျွန်တော်ဒီဘိုးမျိုးမှာ twin နဲ့ကစားမမျိုးမှာအဆင်ပြေမှာ twin ကိုတွေကိုအခုကကဟိုရောင်ဝါးဝါးဒီရောင်ရောင်ဝါးဆိုလို့ရှိရင်မကိုက်ဘူးဗျာ resma khwaitan ကိုလေကျွန်တော်တန်း90ကျော်ပြေးခေါ်ထားရတယ် youtuber zixi ကိုလေတန်း30ကျော်ပြေးခေါ်ထားရတယ်အဲ့ဒီနှစ်ယောက်ပေါင်းနေတဲ့တိုက်စစ်ကတန်းတရာတုံးထားတာဒါပေမဲ့လို့ကစားမတွေကဟိုဟာကောင်းဖန်တီးမှုကောင်းတယ်လို့တိုက်စစ်ကောင်းတယ်လို့အသက်ဖယ်ငယ်သေးလို့ချက်ချင်းတုံးမရတာလို့ဘာလို့လဲရောင်ဝါးဝါးဖြစ်နေတာတင်းတိုက်စစ်မှာ အဲ့လိုမျိုးကြီးကျွန်တော်ပြစ်လို့မရဘူးဗျာဒါကြောင့်မို့နော်အတင်းအနေနဲ့လက်ရှိနောက်ထပ်တိုက်စစ်ကိုခေါ်မဲ့သူနေရာမှာလည်း twin ကိုနဲ့ပတ်သက်လို့တိုက်ရတခုကြီးအာမခံချက်ရှိတဲ့ကစားမမျိုးမှာကျွန်တော်အဆင်ပြေမှာမဟုတ်လို့ရှင်တော့အတင်းတော့ကဘလူးမန်ကိုကျွန်တော်မလွယ်ဘူးဆိုတော့ Gonzalo Ramos ဒီ Manchester United ရဲ့တိုက်စစ်ပြစ်မှတ်ရေးမှာပါလာပြီဆိုတော့ကိုညာတို့ဗောနအံပွင့်မှုတို့ကိုအမှန်ကန်ကိုကျူပန်ပြီးမှာပြန်ပြီးတော့နောက်ထပ်ဗောနကစားမစင်းနေတယ်မှာဘယ်သူတွေထပ်ပါလာမလဲကျွန်တော်ကြည့်ရမှာပေါ့လေဒီခုနေ့တော့တိုက်စစ်မှာ Gonzalo Ramos က Manchester United ကိုအမှန်ကန်ပြောင်းလဲပေးနိုင်မဲ့တိုက်စစ်မျိုး United ရဲ့တိုက်စစ်ကိုပိုကောင်းအောင်ကစားပေးနိုင်မဲ့တိုက်စစ်မျိုးတွေကျွန်တော်ထင်ကြတာဆွေးနွေးကြပါဗောန ဒီနေ့ညမှာလဲဆိုတော့ကြည့်နေကြတွေကျွန်တော်တောင်းလေးပါရှိပါတယ်တို့ channel လေးကို subscribe မရတဲ့ပုစလို့ရှိရင်နေပြီးတော့တောင်းဆိုပါတယ်ဒါကတော့အတင်းနဲ့ပတ်သက်တဲ့ manakin မရထားတဲ့သတင်းတွေပေါ့လေဒီနေ့မှာပြောပြောရတဲ့ခုရှိပါတယ်ကျွန်တော်ဒါပြီးလို့ရှိရင်တော့ဗောနော်ကျွန်တော်ဒီနောက်တဲ့တနားရီနှစ်နာရီလောက်ကြာရင်ဗောနော်တို့တော့ dark talk ဖို့ဗောနဲ့တို့ကိုညာနဲ့ပတ်သက်တဲ့ recent video လုပ်ထားတာကျွန်တော်ရှိတယ်အဲ့ဒါတွေကိုကျွန်တော်တင်ပေးမယ်ကျွန်တော်ညူလာအားလေးစောင့်ကြည့်ပေးကြပါဆိုတော့ကိုညာနေနဲ့ကိုရီ Manchester United မှာအပေါင်းလက္ခဏာစောင့်တဲ့ဘေးအရာတွေတင်လာနိုင်တယ်ကိုညာဟာအနီးပြပြသူတွေနဲ့အမူရင်းလက်အောက်မှာဘယ်လိုအံကုန်ကြပြစ်လာနိုင်တယ်လဲ recent video ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်စောင့်ကြည့်ပေးကြအောင်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးများပါတယ်အဲ့ဒီ video မှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ